အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါဇူဒီနီယာကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်ခေါ့နော်အဲ့လက်ရှိမှာဒါကျွန်တော်တို့မြန်မာစံတော်ချိန်တာကျွန်တော်တို့9နာရီခွဲမှာဒါကျွန်တော်တို့ဘောလုံးပွဲ3ပွဲတောင်ရှိပါတယ်ဒါ Chelsea နဲ့ Ipswich Liverpool နဲ့ West Ham Wolverhampton နဲ့ Spurs ပေါ့နော်အဲ့လက်ရှိမှာဒါကျွန်တော်တို့ပထမအဆုံးဒါကျွန်တော်ပွဲစဉ်ကိုပြပြပြီးသွားခြင်းတဲ့ပွဲစဉ်ကတော့ လီဗာပူးနဲ့ဝက်ဆမ်မတင်ကြောင်းလေးကိုကျွန်တော်နည်းနည်းလေးပြပြပြီးကျင်တာဖြစ်တယ်လီဗာပူးအသင်းရဲ့ဒါကျွန်တော်အိမ်ကွင်းဒါကျွန်တော်အန်ဖီကွင်းမှာတော့ဒါကျွန်တော်ဝက်ဆမ်ယူနိုက်တက်နဲ့ကမ်းပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကလီဗာပူးအတွင်းအတွက်တော်တော်လေးကို crucial ဖြစ်တယ်ဘာကြောင့်လဲလီဗာပူးအသင်းနဲ့ဒီနေ့ပွဲစဉ်ကိုနိုင်မယ်ဆိုရင်တော့ပရီးမီးယားလိဖလာရသွားပြီလို့တော့မှ ပြောလို့ရမယ်နေထားတစ်ခုရသွားခဲ့ပြီပေါ့နော်အဲ့တော့ပြောချင်တာကလစ်ဗာပူးတင်းတဲ့ဒီနေ့ပွဲစဉ်ကိုနိုင်လာမယ့်ပွဲစဉ်ကိုနိုင်လိုက်မယ်ဆိုတော့ဒါပရီးမီယာလိဖလားကိုရဖို့အတွက်100%တေချာလောက်နေနေဖြစ်သွားမှာဖြစ်တယ်ပြောချင်တာ96ရာခိုင်နှုန်းပေါ့နော်အဲ့တော့လစ်ဗာပူးတင်းတဲ့ကျွန်တော်တို့ရှေ့ပွဲမှာအမှန်တိုင်းမှာဖူဟန်နဲ့ဖူဟန်နဲ့ပွဲမှာကလေးကနိုင်ခဲ့မယ်ဆိုတော့ဒီပွဲနိုင်ပြီဆိုရင်လစ်ဗာပူးတင်းတဲ့ကတေချာတာတော့ကျွန်တော်ပရီးမီယာလိဖလားကိုဒီပွဲမှာရရမှာဖြစ်တယ်ဒါပေမဲ့တေချာတယ်မှာဖူဟန်နဲ့ပွဲစဉ်ကိုမထင်မှတ်ပဲနဲ့ရှုံးနေသွားခဲ့ကြောင်းလစ်ဗာပူးအသင်းအနေနဲ့ဒါဝက်ဆမ်ပွဲဒါကျွန်တော်လာမယ့်ဒါလက်စတာနဲ့ပွဲစဉ်အထိဆွဲခေါ်သွားမှာဖြစ်တယ်လို့ကြားသိ ီးယားတွေမှာပါတယ်။အဲ့တော့လီဗာပူးကလည်းကျွန်တော်ပြန်စစချင်းမယ်ဆိုရင်တော့ လက်ရှိပွဲစဉ်တွေအရဆိုတော့တိတ်ပြီးတော့ခက်ခက်ခဲမရှိတော့ပြီးတော့သူကတပတ်တပွဲလေး AC ကမ်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လီဗာပူးတင်နေတာပြောရမယ်ဆိုစပါးကိုသူတို့အနေနဲ့သူတို့ရဲ့အိမ်ခွင်းမှာအနိုင်ယူပြီးတခါတည်းဖလားတော့မှယူသွားလို့ရတယ်ပေါ့နော်။ပြောချင်တာကစပါးအသင်းရဲ့ပွဲစဉ်မှာသူတို့အနေနဲ့ဖလားရဖို့အတွက်တေချာတော့နီနီဖြစ်သွားပြီ။အဲ့တော့သူတို့ဂျာတမကမ်းပွဲစဉ်ကလက်ရှိမှာဝက်ဆမ်ရှိမယ်လက်စတာအိမ်ခွင်းကိုတော့ကမ်းမယ်စပါးနဲ့ကမ်းမယ်။အဲ့တော့ပြောချင်တာကလက်စတာအိမ်ခွင်းဆိုတာကတော့ဒါရရှိတက်ဆင်းစုံကအသင်းသင်းဖြစ်တဲ့ကြောင့်တိတ်ပြီးတော့အရင်ကြီးတော့ခက်ခဲနေမယ်တော့ကျွန်တော်အနေနဲ့ပုံကိုရရမထင်မိဘူးပေါ့နော်။အဲ့တော့ လက်ရှိမှာလီဗာပူးသင်းကြောင်းပြောလီဗာပူးသင်းနဲ့ဒီနှစ်မှာဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်ဖလားရဖို့အတွက်ဒါအသေးချာဆုံးဖလားရတယ်အဲ့တော့ရီရတာဒါကျွန်တော်တို့လီဗာပူးသင်းကိုဒါဖလားရဖို့အတွက်အားဖြည့်ပေးမဲ့သင်းတွေကဒါကျွန်တော်လန်ဒန်ဒါဘီကဒါကျွန်တော်အာစနယ်ပြိုင်ဘက်တွေဖြစ်တဲ့ဝက်ဆန်နဲ့စပါးတို့ဖြစ်တဲ့ပေါ့နော်ဒါတွေကနည်းနည်းတော့ဒါကျွန်တော်တို့မယုံလဲယုံရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာခဲ့တယ်အဲ့တော့လီဗာပူးသင်းနဲ့ဒီနှစ်ပွဲစဉ်မှာဒါဘယ်လိုမျိုး line နဲ့ထွက်မယ်ဘယ်လိုမျိုးအဲ့တော့ လီဗာပူးတင်းနဲ့ဒါကျွန်တော်တို့ပထမဆုံးအနေနဲ့ဒါဂျာရဲ့ထဲမှာအပြေအဝနာခွင့်ရတဲ့ရသက်တစ်ပတ်တစ်ခုဖြစ်လာခဲ့တယ်။ဂျာထဲမှာ၃ရက်တပွဲပုံစံမျိုးပဲတပတ်တိတိဒါအပြေအဝနာခွင့်ရခဲ့တဲ့ပွဲတစ်ပွဲဖြစ်တော့ကျွန်တော်လီဗာပူးတင်းဒီနေ့ပွဲစဉ်မှာတေးကြတာကတော့ winning ways ကိုပြန်သွားဖို့အတွက်ဒါကျွန်တော်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပဲ။တစ်ဖက်က West Ham တို့ကတော့တော်တော်လေးကိုဆိုးရွားနေပြီ။လက်ရှိမှာနီးပြအသစ်ခေါ်ယူထားတာမှလက်ရှိနီးပြအသစ်ရဲ့လက်ထက်မှာတော့ဆုတ်ပြတ်တက်နေတယ်။ Graham Potter နဲ့နောက်ဆုံးပြိုင်ပွဲစဉ်ငောင်းမှာ Leicester ကိုနိုင်ရတဲ့ပွဲစဉ်ကလည်းလို့နှစ်ပွဲရှုံးနှစ်ပွဲတေးရလက်သွားထားတယ်။လီဗာပူးကလည်းလက်ရှိမှာဒါကျွန်တော်တို့ဒါ အာနိဆိုရဲ့လက်ထက်မှာဒီရသက်တပတ်ကရှုံပွဲအများဆုံးရသက်တပတ်လို့ပြောလို့ရတယ်။နောက်ဆုံးပြိုင်ပွဲဆို9မှာ3ပွဲတိတိရှုံထားခဲ့ပြီးနှစ်ပွဲသာနိုင်ထားခဲ့တယ်။အဲလီဗာပူးတိနဲ့ကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့တော်တော်လေးကို ခံစားပိုင်းရဲ့လိုအပ်ချက်တွေမြင်ရတယ်ဒါကလင်းရှိရခဲ့တဲ့ပွဲဆိုရင်ဒါကျွန်တော်မရှိတဲ့လောက်ကိုနှဲသွားတဲ့အနေအထားတွေရှိတယ်ဒါဖူဟန်ရဲ့ပွဲမှာ3ဂိုးပေးရတယ်အေဗာနဲ့ရဲ့ပွဲမှာကလင်းရှိရတာမင်းညူကာဆန်ရဲ့ပွဲမှာ2ဂိုးပေးရတယ် PSG ကို2ဂိုးပေးရတယ်ဆောက်တတန်လို့သိမှုတော့2ဂိုးပေးခဲ့ရတာတွေ့ရမှာနော်အဲ့တော့ပြောချင်တာကလက်ရှိမှာလီဗာပူးသင်းနေတာမာဆေးဆိုင်ဒါဘီမှာအေဗာတန်ရဲ့ပွဲစဉ်မှာဒါကျွန်တော်ဂိုးမပေးခဲ့တာလေလို့တော်တော်လေးကဒါချက်တဲ့ပွဲစဉ်မှာပွဲတိုင်းဂိုးပေးဒါပေမဲ့အဲ့ဒီအေဗာတန်ရဲ့ပွဲစဉ်မှာကြည့်မယ်ဆိုလဲဒါကျွန်တော်တစ်ဖက်ကဒါတိုက်စင်မှုအနေနဲ့တိုင်ထီတာတွေကိုဘန်ချောတာတွေကြောင့်မနေ့နေ့ကန်ကအဲ့တော့ပြောချင်တာကတဖြည်းနဲ့တဖြည်းလီဗာပူးရဲ့ခံစားပိုင်းကတော်တော်လေး လေးကိုအားနေလာခဲ့ပြီလို့ပြောလို့ရတဲ့သဘောမှရှိရဲ့ဒါပေမဲ့ဒီနေ့မှာစိတ်ဝင်စားဖို့ကတော့ဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့အိမ်ခွင်းမှာကံမှာဖြစ်တဲ့ကြောင့်ဒါလီဗာပူးအသင်းနေနဲ့ဗာဂျယ်ဗန်နိုက်ကောမိုဟာမက်ဆာလာကောစာချုပ်သစ်ချုပ်ချောင်းကိုဒီနေ့ပွဲစဉ်မှာဒါပြိတ္တတွေရှိမှတိုက်ရိုက်ပြမလားအခုလက်ရှိမှာဆာလာကိုစာချုပ်သစ်ချုပ်ချောင်းကိုတော့တရားဝင်ပြောထားခဲ့တာမှန်ပေမဲ့ဒါကျွန်တော်တို့ထင်တာကျွန်တော်ဒီဗီဒီယိုရဲ့ဒါညပဲရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအဲ့ပေါ့သူတို့မနက်ခင်းဆိုကျွန်တော်ဒါကွက်တီလောက်တကြောင်အဲ့တော့ကျွန်တော်အနေနဲ့ထင်တာလီဗာပူးသင်းနေတာဆိုရှယ်မီဒီယာမှာတင်တော့တာတဲ့ဆိုင်သူဒါကွင်းထဲမှာအိုကေခုနပြောသဘဲလီဗာပူးသ င်းကနေပြီးတော့ဒါဆာလာကိုဗန်ဒိုက်ကိုလက်ရှိမှာဒါကျွန်တော်တို့ စာချုပ်တက်တယ်နဲ့တိုးတယ်ဆိုပြီးအင်ဂျီတွေဝင်ပြီးကိုင်းနေမြဝင်ပြမှာဒါကတော့ကျွန်တော်မြင်တဲ့ပုံစံပဲဒါဘောဆိုခုနောက်ပိုင်းဒါ promo ကလို့ပဲလုပ်လို့ကြရတယ်ပေါ့နော်ခုနဝဆန်းချောင်းပြောရင်ဒါဆက်ပြောဝဆန်းသိတဲ့ခုလက်ရှိရလပိုင်းကတော်တော်လေးဆိုးရွားသွားတယ်ဒါလိုဘက်တကူထုတ်ခဲ့ပြီးနောက်ပိုင်းမှာလာကျွန်တော် Graham Potter ကိုထုတ်ခဲ့တဲ့ချက်ကို Graham Potter ကိုထည့်ခဲ့တဲ့အချိန်မှာဒါအနေနဲ့များအကုန်လုံးကဒါကျွန်တော်မျှော်လင့်ချက်ကြီးကြီးနဲ့စောင့်ကြည့်တယ် Graham Potter ဆိုသိကြတယ်မဲ့ဒါ Chelsea နဲ့ Brighton တို့က Brighton လို့အသင်းမျိုးကိုကင်ခဲ့ပြီးနောက် Chelsea ကိုကင်ခဲ့တဲ့အချိန်မှာဒါတော်တော်လေးကိုတိုင်ပတ်သွားတယ်အဲ့တော့ဂျားတော့မှသူ့နဲ့တော်တော်လေးကိုအသင်းရွေးခဲ့တယ်ဒါဟိုအသင်းနဲ့သူမမဲ့ရ UG Sinis ကလည်းသူ့ကိုခေါ်ခြင်းခဲ့တယ်ဒါမမ မဲ့ရ Brighton ကတော့သူ့ဂျားတဲ့ကပြန်ခေါ်ချင်ခဲ့တဲ့သဘောမှရှိတယ်။ဒါပေမဲ့သူနဲ့ဟိုသင်းချင်းတင်းချင်းနဲ့နောက်ဆုံးမဲ့ရအခုလက်ရှိ WhatsApp အသင်းကိုသူလက်ခံခဲ့တယ်။လက်ခံခဲ့ပြန်တော့လည်း WhatsApp အသင်းမှာသူပဲကန်ဆိုးရလို့ပြောမှလက်ရှိမှာဒါကျွန်တော်တို့ရလက်ပိုင်းကတော်တော်လေးကိုဆိုးရွားနေတယ်။အခုလက်ရှိချိန်မှာဒါကျွန်တော်တို့ရလက်ပိုင်းကပြန်ကြည့်မယ်ဆိုရင်ဒါတန်းဆဲစုံသားမှာရည်တည်ရည်တည်ဖြစ်နေတယ်။ WhatsApp အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ထပ်ပြီးတော့ရှုံးနေခဲ့မယ်။ကဲဝူကစပါးကိုနိုင်ပြီးတော့သူကစပါးကိုဆိုတော့သူတို့က WhatsApp အသင်းက Liverpool ကိုရှုံးနေခဲ့မယ်ဆိုရင်တော့တေးကြတာတစ်ခုကလက်ရှိမှာဒါကျွန်တော်တို့ ဟိုရလက်ပိုင်းကပြန်ကြည့်မယ်ဆိုရင်တော့ WhatsApp တင်တဲ့ assist 18လောက်ဒီဆင်းသွားမှာဖြစ်တယ်အဲ့တော့ပြောချင်တာလက်ရှိမှာဒါတနည်းတနည်း WhatsApp ရဲ့ပြဿနာဒါပဲတနည်းလဲဒါပဲတနည်းလောက်လဲဒါပဲအဲ့တော့ ဒေးဗစ်မိုယက်စ်ကိုထုတ်လိုက်တဲ့တော့မှားသွားသလားတော့မြင်မိတယ်။အဗာဒန်သင်းတယ်အခုလက်ရှိမှာဒါကျွန်တော်တို့တည်တဲ့အတိုင်းပဲကောင်းလာပါဆိုရင်ရော်ဒန်ဖော့စ်ကိုတော့ဖြုတ်ပြခဲ့ပြီးလက်ရှိမှာအဆက်ဆက်လေးနေရာမှာယက်တင်နေထားတာဖြစ်တယ်။အဲ့တော့ပြောချင်တာက WhatsApp အသင်းညီနဲ့အခုလက်ရှိဒီချေစွမ်းနဲ့ဆိုရင်တော့ Liverpool သင်းကိုနိုင်ဖို့တော့တော်တော်လေးကိုခက်ခဲလိမ့်မယ်။အဲ့တော့အခုလက်ရှိ WhatsApp သင်းဘာတွေမှားနေလဲ။ WhatsApp သင်းဘာတွေမှားလဲကျွန်တော်မနေ့က WhatsApp ပွဲစဉ်တော့မကြည့်ဖြစ်တာတော်တော်လေးကိုကြာပြီးလို့ပြောလိုက်ရတယ်။ဒါပေမဲ့အခုလက်ရှိမှာသူတို့ရဲ့3 back formation အဲ့လိုလို့မဖြစ်ဘူးလားလို့မေးချင်တယ်တော့မပေါ့။အဲ့တော့ဘာလို့လဲဆိုတော့လက်ရှိမှာအဲ့ဒါကိုဘာလို့မေးရဆိုတော့ WhatsApp သင်းနောက်ဆုံးပြိုင်ပွဲ ဆို၅ပွဲမှာဒါကျွန်တော်ပွဲတိုင်းလူလူဂိုးပေးခဲ့ရပြီးတော့လက်စတာနဲ့ပွဲစဉ်ကလွေလူကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကြဂိုးပေးထားခဲ့ရတယ်။ဒါညူကာဆန်နဲ့ပွဲစဉ်မှာတဂိုးပေးရတယ်ဝက်ဆန်ဒါကျွန်တော်အဗာရန်နဲ့ပွဲစဉ်မှာတဂိုးပေးရတယ်ဝူးဖ်နဲ့ပွဲစဉ်မှာတဂိုးပေးရတယ်ဒါဘူမော့နဲ့ပွဲစဉ်မှာနှစ်ဂိုးပေးအဲ့တော့ပြန်ကြည့်မယ်ဆိုတော့ဒါဝက်ဆန်အတိုက်တာနဲ့ပြန်ကြည့်မယ်ဆိုတော့ okay ခုနကမဆိုးဘူးဆိုတဲ့ဥစ္စာမျိုးပြန်သွားပြန်ပြန်တွေးလို့ရပဲနဲ့ဘယ်လိုမျိုးပြန်တွေးလို့ရအောင်ဝက်ဆန်မသိနဲ့ခုနကပြောလို့ပဲအော်တပွဲကိုပြန်မြတ်တဂိုးပဲပေးတယ်အဲ့တော့ အဲ့လိုမျိုးပြန်တွက်ပြန်နေပြန်ပြီးတော့မကောင်းတဲ့ဘက်ကပြန်ကြည့်မယ်ဆိုဝတ်ဆမ်းမသိနဲ့အခုလက်ရှိမှာဘာပြဿနာရှိလဲတိုက်စစ်ပိုင်းပြဿနာရှိတယ်ဘုံဘုံနဲ့ပွဲစဉ်ကလေလိုချင်တဲ့ပွဲစဉ်မှာဂိုးမသွန်းတဲ့နဲ့ပွဲစဉ်တွေရှိလာခဲ့လို့လက်ရှိဒါကျွန်တော်တို့အဗာတန်ရဲ့ပွဲစဉ်မှာတည်ရပွဲစဉ်မှာဒါကျွန်တော်တို့တကူပဲတဲ့အဲ့တော့တကယ်ကိုကောင်းလာတဲ့တိုက်စစ်ကိုပိုင်လာတယ်ဒါလက်ရှိမှာဒါတကယ်ကိုဆောက်ရဲမိုက်တယ်ဆိုတဲ့မိုဟာမက်ကူဒက်စ်ဂျရက်ဘူဝင်တို့လိုတိုက်စစ်မှုတွေကိုပိုင်ဆိုင်ထားတယ်ဒါဝတ်ဆမ်းသိနေဘာဖြစ်နေလဲ ျွန်တော်တို့နားလေခဲ့တယ်ဘုခုကျမကုနာအသက်ကြီးပြီးကြာသွားတယ်ဒီနှစ်ကောင်အခုချိန်မှာအသက်ရွယ်အရွယ်ကောင်းနေပြီပဲမိုဟာမက်ကုတ္တဆိုငငယ်လေးပဲရှိသေးတယ်ကျွန်တော်ပူပန်ဆိုတဲ့အစဉ်ပြေးတယ်မှာအဲ့တော့ ဒီလိုလက်ရှိမှာတိုက်ဆက်အားနေနေတဲ့အခုလက်ရှိမှာကန်ဆယ်ပိုင်းကဂူးတွေပေးနေရတဲ့တင်တင်တွေ့တဲ့အချိန်မှာဘာများဖြစ်လာမလဲအဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်ကြားရတဲ့တင်တင်တွေရဆိုလက်စနာအာနုကဆက်လက်ပြီးလွှဲချုံမယ်ဂျိုဂိုမက်စ်လွှဲချုံမယ်တိုင်လာမော်ဒန်လွှဲချုံမယ်လို့ကြားသိရတယ်မှာပါတယ်တပတ်ကဒါကျွန်တော်တို့နေတောင်မန်ကစားသားဖြစ်တဲ့ဆမ်မာဗီလွှဲချုံပြီးရကာဆီဇန်ဖြစ်ထားတဲ့အန်တိုနီယိုကလည်းဆက်လက်ပြီးလွှဲချုံမယ်အဲ့တော့ဒီနေ့ပွဲစမှာတေချာတကူကဒီနေ့လေဗာပူးတင်နေတာကျွန်တော်တို့ကော်နာဘရက်လီပွဲထွက်ပြီးပြန်ဝင်ပေါင်းဝင်လာမယ်ရိုက်ဘက်နေရာမှာဒါကျွန်တော်လူစုံတက်စုံပြန်ပါလာအဲ့တော့ဒီနေ့ပွဲစမှာကျွန်တော်ရဲ့ပါဆင်မှာဆိုတော့ရောဘတ်ဆင်ကိုအနာပီ ်ပြီလို့မြင်တယ်။ semi gas ကိုဒီနေ့ပေါ်မှာကျွန်တော်စမ်းသုံးကြည့်ပြီး lewis gas ကိုတောင်းပန်မှာထွက်။အဲ့တော့ဒီနေ့ပေါ်မှာတေဂျာတခုက liverpool အသင်းနဲ့နိုင်ခဲ့မယ်ဆိုရင်တော့ premier league ဘလောက်ကိုရဖို့အတွက်တေဂျာမဲ့နေဖြစ်ဒီနေ့ပေါ်မှာ liverpool အသင်း mind gun မောင်းတင်ပြလိုက်မယ်။အဲ့တော့ဒီနေ့ပေါ်မှာ liverpool အသင်းနဲ့လုံးဝအုံနိုင်အုံနိုင်ဆွဲပြမယ်လို့ပွဲတွေပွဲလို့မြင်တယ်။အဲ့တော့ဒီနေ့ပေါ်မှာကျွန်တော်ပါစံမီမှာဒီလိုမျိုးအုံနိုင်အုံနိုင်ဆွဲကျင်နေဆိုရင် jota တဲ့ဆိုင်ကျွန်တော် darwin nunes လေးကိုတုံးကျင်တယ်။ဒီနေ့ပေါ်မှာ mao mohammed salah နဲ့သူတို့ခြေစွမ်းပြအောင်မဖြစ်တဲ့ဘာလို့သူရဲ့ဒါ contract စာချုပ်ချုပ်ထားတဲ့နေ့တနေ့မလို့သူခြေစွမ်းပြပြီးတော့တော်တော်လေးကိုကောင်းပြမယ်ပွဲစဉ်တစ်ပွဲဖြစ်လာန နေမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။အဒီနေ့ပုံစံမှာဒါလည်းဘဘူးသင်းနဲ့အဓိကစောင့်ကြည့်ရမှာသူတို့ရဲ့ခံစားပိုင်းမှာခုနောက်ပိုင်းမှာမလိုလားအပင်းနဲ့ဂိုးတွေတစ်ချိန်လုံးပေးနေရလီဗာပူးခံစားအသင်းအနေနဲ့ဒါဒီနေ့ပုံစံမှာဂိုးတွေမပေးရဘူးတော့အများကြီးအများကြီးကြိုးစားသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဒီနေ့ပုံစံမှာလီဗာပူးသင်းနဲ့အနိုင်၃မှတ်ကိုယူပြီးကျော်အာစနယ်ကို၁၃မှတ်ဖြတ်ဖို့အတွက်အကြိုးစားဖို့အတွက်အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒါဒီနေ့ပုံစံမှာဒါတစ်ဖက်ကဒါဝက်ဆမ်သင်းကလက်ရှိခြေစွမ်းရလီဗာပူးကိုနိုင်ဖို့အတွက်မလုံးဆိုပေမဲ့လုံးဝလီဗာပူးသင်းနဲ့လုံးဝထင်သေးလို့မရဘူး။ဟိုနောက်ပုံစံပဲလက်ရှိ ဟိုကနေပေါ်စမှာလီဗာပူးနည်းနည်းကျွန်တော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 ်နဲ့ဟိုကတလုံးစုတလုံးတိတ်သွားတာပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိလီဗာပူးရဲ့ခံစစ်အတိုင်းရဒါတလုံးစုတလုံးပေးလို့မရနိုင်တဲ့အနေအထားတစ်ခုကိုသွားမယ်တယ်မှာပါအဲ့တော့လက်ရှိမှာကော်နာဘရက်လီပါလာတာကတော့မိုဟာမက်ဆာလာကိုချေပြန်တင်ပေးမယ်အနေအထားမှာရှိလို့မြင်နေအဲ့တော့ဒီပြအနေနဲ့ဒီနေ့ပေါ်စမှာသူ့အနေနဲ့သူကြိုက်တဲ့လူလေးတွေပြန်ဆုံလာပြီလို့ပြောလို့ရတဲ့အတွက်ကြောင့်ဒီနေ့ပေါ်စမှာလီဗာပူးတင်းနေအနိုင်ရလက်ကိုရမယ်လို့ကျွန်တော်တို့မျှော်လင့်နေဒါပေမဲ့ခုနပေါ်စမှာလီဗာပူးတင်းနေဒီနေ့ပွဲစဉ်ကတော့ ဒါတိုက်တဲ့ challenge ကို100%လက်ထဲကိုပြန်ရောက်ဖို့အတွက်တည်ကြမဲ့ပွဲတစ်ပွဲဖြစ်တဲ့ကြောင့်မို့လားသူတို့နေနမောနမက်နိုင်ဖို့အတွက်မလုံလောက်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်က Western အသင်းကဒီနေ့ပေါ်စမှာဂုံသိက္ခာဆယ်ယုံပါပဲဒါပေမဲ့အခြေအနေမကောင်းရင် Western အသင်းကအခုလက်ရှိမှာ assist 6လောက်ထိဆင်းသွားမှုအတွက်တည်ကြနေမဲ့ပွဲတစ်ပွဲလည်းဖြစ်တဲ့ကြောင့်ဒါ Western အသင်းတတိချာဂယူဆိုင်အသင်းနဲ့ပွဲတစ်ပွဲလို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြီပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာချင်းလူစီပေါအောင်ကုကြည့်လို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport 4 media 3.0ဆိုတော့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe တွေကိုကျွန်တော် up ပေးလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမိကြပါနဲ့များများကလစ်မှာအများနဲ့ဖြစ်ပါတယ်အားလုံးပဲကြိုးစားပါတယ်ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြရပေါ့အားလုံးပဲကြိုးစားပါတယ်များများလေးကလစ်ပေးကြပါဗျများများကလစ်မှာအများနဲ့ဖြစ်ပါတယ်ကျွန်တော်တို့နောက်မှတွေ့ကြရပေါ့အခုလုံငယ်လေးတန်းကိုကူညီပေးနေညီကိုမောင်မအားလုံးကိုလည်းအများကြီးအများကြီးကြိုးစားပါလို့ပြောနေပဲကျွန်တော်တော့ကောင်းပြီပါဗျဒေးဖော်ပါ